Thank you. မြို့ရွာဒေသအသီးသီးမှာနေထိုင်ကြတဲ့ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သပါရစေဓမ္မချစ်ခင်သူတော်စင်တို့အတော်ယခုရွတ်ဖတ်ပူဇော်ပေးမဲ့ဂါထာတော်ကရောတုံးသက်ဂါထာတော်ကြီးဖြစ်ပါတယ် ဒီရောတုတ်တဂါထာတော်ကြီးကိုလေဒီဆရာတော်ဖရာကြီးမိုးညင်းဆရာတော်ဖရာကြီးမဆက်ရောင်ဆရာတော်ဖရာကြီးရွှေဥမင်းဆရာတော်ဖရာကြီးရကန်းစင်တောင်ဆရာတော်ဖရာကြီးဆရာတော်ဥဘုတ်အစရှိတဲ့ဆရာတော်ကြီးများနှင့်အဘဘိုးဘိုးအောင်ဘုံမင်းခေါအစရှိတဲ့ ဘိုးတော်ကြီးများကဇဟန်ရှင်လူများအတွက်ရွတ်ဆိုပူဇော်ကြဖို့ချီးမြှင့်ပေးသနာတော်မူခဲ့ကြတာဖြစ်ပါれ။ဘာဖြစ်လို့ဒီရောတုံးတက်ဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်ကြဖို့ချီးမြှင့်ပေးတော်မူခဲ့ကြသလဲဆိုရင်ဒီဂါထာတော်ကြီးဟာရောတုံးတက်ဆိုတဲ့နာမည်အတိုင်း နံပါတ်1ယောဆိုတဲ့ယောဂန္တရကတ်ယောဂါဆိုအမျိုးမျိုးနံပါတ်2ဒုတ်ဆိုတဲ့ဒုတ်ပိတ်ခန္တရကတ်အစာရေစာငတ်မောခေါင်းပါခြင်းဒီအမျိုးမျိုးနံပါတ်3သတ်ဆိုတဲ့တထန္တရကတ်လက်နဲ့ကြီးလက်နဲ့ငယ် လက်နက်ဆိုးအမျိုးမျိုးနဲ့စုံကဝေတစေအစရှိတဲ့မကောင်းဆိုးဝါအမျိုးမျိုးမပူးမကပ်နိုင်ခြင်းတို့မှာကင်းဝေးလွမြောက်ပါစေခြင်းအကျိုးငါရွတ်ဆိုပူဇော်ကြဖို့ဆရာတော်ကြီးများနဲ့ဘိုးတော်ကြီးများကမေတ္တာရှိထားပေးသနာတော်မူခဲ့ကြတာပဲဖြစ်ပါတယ်ဒါကြောင့် ဒီရောတုံးပတ်ဂါထာတော်ကြီးကိုပထမဆုံးအနေနဲ့ကိုယ့်အတွက်ရွတ်ဖတ်ပူဇော်တဲ့ဤကိုရွတ်ဆိုပူဇော်ပြပါမယ်။ဒီရသမိန်မေဗုဒ္ဓတိထောတာရိပုတ္တောသဒက္ခိနေဝါမအန်တိမောကလနောဥရာတောပိဒကတယံပစ္စည်းမေ မအာနန္ဒောစတုဒ္ဓိတာခီနာသဝါတမန္တာလောကပါလာသအိန္ဒာဒေဝသဗ္ဗံမကာဣတိတံအာနုဘာဝေနသဗ္ဗေဘယာဥပတဝါအနေကအန္တရာယပိဝိနတံတုအတိတတောဒါကမိမိအတွက် ပါဠိလိုရွတ်ဖတ်ပူဇော်ပေးတာဖြစ်ပါလေအခြားသူအတွက်ပါဠိလိုရွတ်ဖတ်ပူဇော်ပေးခြင်းနဲ့ဆိုရင်သီရတမိန်တေဗုဒ္ဓတိထောတာရိပုတ္တောသဒခိနီဝါမအန္တေမောကံလာနောပုရာတောပိတကတယံတစ္စီမေတဝအာနန္ဒော သတုဒ္ဓိတာခီနာတဝါတမန္တလောကပါလာစအိန္ဒာဒေဝသဗ္ဗမကာဣတိတံအနုဘာဝေနတပ္ပိဖယဥပတဝါအ ਨੇ ကအန္တရာယပိဝိနတံတုအသေတတောဒါကအခြားသူအတွက်ပါဠိလိုရွတ်ဖတ်ပူဇော်ပေးတာဖြစ်ပါတယ် ဒီရောတုတ်သက်ဂါထာတော်ကြီးဟာအမတန်အစွမ်းထမြတ်တဲ့အတွက်ကြောင့်ဆရာတော်အကျော်အမော်ကြီးများနဲ့ဘိုးတော်ကြီးများကချီးမြှင့်ပေးသနာတော်မူခဲ့တာဖြစ်ပါလေဒီရောတုတ်သက်ဂါထာတော်ကြီးဟာကလေးသူငယ်များအထူးသဖြင့်ရွတ်ဆိုပူဇော်ပေးတဲ့ပါလေ ကလေးသူငယ်များဘာဖြစ်လို့အထူးသဖြင့်ရွတ်ဖတ်ပူဇော်ပေးတဲ့တလဲဆိုရင်ဒီရောတုတ်သက်ဂါထာတော်ကြီးဟာဘေးအမျိုးမျိုးနေအထူးအဖြစ်ဆုံးတစီကဝေမကောင်းဆိုဝါအမျိုးမျိုးကလေးသူငယ်များမပူးဝံမတတ်ရောက်နိုင်ခြင်းအကျိုးငါအထူးပဲတင့်လျော်တဲ့အတွက်ကြောင့် ဒီရောတုတ်တဲ့ဂါထာတော်ကြီးကိုကလေးသူငယ်များလွယ်လွယ်ကူကူနဲ့ရွတ်ဆိုပူဇော်နိုင်ဖို့မြန်မာကဗျာလင်္ကာလေးစီကုံးပေးထားပါတယ်။ဒါကြောင့်ဒီမြန်မာကဗျာလင်္ကာလေးကိုကလေးသူငယ်လေးများလွယ်လွယ်ကူကူရွတ်ဆိုပူဇော်နိုင်ကြဖို့မြန်မာကဗျာလင်္ကာလေးကိုရွတ်ဆိုပူဇော်ပြပါမယ်။ ငါဤကိုမခေါင်းသာမျက်ဆုံးမူအမျက်ဆုံးဖျားကြွားလို့ဒီနေလက်ရမကတာရိဥဒ္ဒရာမထေလဝေမောကလံအမှန်ဒီပါစေရှေဥတဲ့တဲ့သုံးပုံပိတကမမသွေနောက်တခွန်မှာအာနန္ဒာကြွားမြန်းပေလေးရမျက်နာ ယန္တာရှင်မြတ်တွေပပလဲနမြတ်တွေနဲ့အကြာဗြဟ္မာတွေကြွလို့ဤနေဤပုဂ္ဂိုလ်တွေဤတကုအာနာမစွာလွန်ထက်တလေအဲရာကြောင့်အန္တရာခသိယောဂခသိအင်းငိမ့်ရပါစေဒါကကလေးသူငယ်လေးများအတော့ မြန်မာကဗျာလင်္ကာလီရွတ်စုပူဇော်ပေးတာဖြစ်ပါတယ်။နောက်တစ်ကြိမ်ရွတ်စုပူဇော်ပေးပါမယ်။ငါဤကိုမခေါင်းသာအမျက်ဆုံးမှုအမျက်ဆုံးဖရာကြွလို့ဒီနေလက်ရမှာကတာရိပုဒ္ဒရာမထေလက်ဝဲမောက်ကလံအမှန်ဒီပါစေရှေးဦးတဲ့တဲ့ သုံးပုံပိဋကမံမသွေနောက်တခွန်မှာအနန္တကြွားမြန်းပေလေးရက်မျက်နှာယဟန္တာရှင်မြတ်တွေပပတ်လဲနမြတ်တွေနဲ့တရားဗြမာတွေကြွားလို့ဒီနေ့ဤပုဂ္ဂိုလ်တွေဤတကောအာနာမန်စွာလွန်ထက်တလေအဲရာကြောင့်အန္တရခသိ ယောဂခတ်သိအင်းကြီးရပါစေလို့မြန်မာလူရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်ဒီကားတော်ဟာအင်မတန်အစွမ်းထက်တဲ့အတွက်ကြောင့်ပဲဆရာတော်အကျော်အမော်ကြီးများနဲ့အဘဘိုးဘိုးအောင်ဘုမင်းကောင်အစရှိတဲ့ဘိုးတော်ကြီးများကယဟန်ရှင်များအတွက်မေတ္တာရှိထားပြီးတော့ ပေဒနာချိမြင့်တော်မူခဲ့ကြလာဖြစ်ပါれ။ဒါကြောင့်ဒီရောတုတ်သက်ဂါထာတော်ကြီးကိုခုနှစ်နှစ်သာသမီများအားလုံးမနက်ခုနှစ်ခေါက်နေ့လယ်ခုနှစ်ခေါက်ညအိယာဝံခုနှစ်ခေါက်စုစုပေါင်းတရက်20ခေါက်ရွတ်ဆိုပူဇော်ပေးရမှာဖြစ်ပါれ။ ဒါကြောင့်ဒီရောတုံသက်ဂါထာတော်ကြီးကိုယဟန်ရှင်လူကလေးလူငယ်အများယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်ပူဇော်ပေးကြမယ်ဆိုလို့ရှိရင်ရောဂံတရကတ်ဆိုတဲ့ယောဂါဆိုအမျိုးမျိုးဒုဗိခန္တရကတ်လို့ဆိုတဲ့အစာရင်စားငတ်မို့ခေါင်းပါခြင်းဘေးအမျိုးမျိုးတထန္တရကတ်လို့ဆိုတဲ့ လက်နဲ့ကြီးလက်နဲ့ငယ်လက်နဲ့ဆိုးအမျိုးမျိုးနဲ့ဆုံးတစေကဝေမကောင်းဆိုးဝါအမျိုးမျိုးနှောက်ရှက်ချင်းဘေးအန္တရာယ်တို့မှာကင်းဝေးလွမြောက်ပါလိမ့်မယ်ဒါကြောင့်မိမိတို့တောတောင်ဒေသအရက်ဒေသတွေမှာသွားတဲ့အခါဖြစ်ဖြစ်မြည်သည့်နေရာမဆိုးသွားလာတဲ့အခါမျိုးမှာ ဒီရောတုတ်သက်ဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်ပြီးတော့သွာလာနေထိုင်ကြမယ်ဆိုလို့ရှိရင်ဘေးဆိုအမျိုးမျိုးကနေပြီးတော့ကေဝေလွမြောက်ပါလိမ့်မယ်ဒီဂါထာတော်ကြီးကတကယ်ရှေးယခင်ကအဖြစ်အပျက်သာရကမြားလည်းပဲရှိခဲ့တာဖြစ်ပါလေရှေးဧဝခေနေပြီးတော့အမရဘူးကနေပြီးတော့ မင်းတုံးမင်းလက်ထက်ဒီဘောမင်းလက်ထက်တို့မှာရန်ရှင်လူအများဝမ်းယောဂအမျိုးမျိုးပလိယောဂအမျိုးမျိုးအမှောက်ပယောဂယောဂအမျိုးမျိုးတွေကဲ့ရောက်ကြပြီးတော့အသက်အသေးအပြောက်များခဲ့ကြတာရှိပါတယ်အဲ့ဒါလို့ဘေးအန္တရာယ်အမျိုးမျိုးကြောက်ရောက်တဲ့အခါမှာဆရာတော်အကျိုးအမော်ကြီးများနဲ့ ဘုရောအကျော်အမော်ကြီးများကဒီရောဒုသက်ဂါထာတော်ကြီးကိုရွတ်ဆိုပူဇော်ကြဖို့တိုက်တွန်းပြီးတော့ချီးမြှင့်ပေးခဲ့တယ်ချီးမြှင့်ပေးခဲ့တာဖြစ်ပါလေဒါကြောင့်အဲ့ဒီအချိန်အဲ့ဒီအခေတ်ခါကရွတ်ဆိုပူခဲ့ပူဇော်ခဲ့ကြတဲ့အတွက်ကြောင့်ယောဂအဆူအမျိုးမျိုးကင်းဝေးပြီးတော့ကျမ်းမာချမ်းသာပြီးတော့တိုင်းနယ်ဤနယ်နိုင်ငံအနှံ့အပြား အကုန်လုံးပလိယောဂါစု အမျိုးမျိုးနှဖျားယောဂါအမျိုးမျိုးဝမ်းယောဂါအမျိုးမျိုးကနေကိလုတ်ခဲကြတာရှိပါတယ်။ဒါကြောင့်ဒီကာခါရောကြီးကိုယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ပေးကြပါလို့မေတ္တာရှိထားတိုက်တွန်းစကားမှာကြားလိုက်ပါစေ။ဓမ္မချစ်ခင်သူတော်စင်များအလုံး ကိုစိတ်မပြားကျမ်းမာချမ်းသာခြင်းနဲ့အမြဲဆုံးပြည့်စုံနိုင်ကြပါစေ